ထပ်မံပြီးတော့မေသိမပြပေးခြင်းတဲ့အကြောင်းအရာကြတော့ဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့နော်။အကြောင်းအရာကဒီဥအတက်ရောင်ယောဂါကိုပေါ့နော်ကာကွယ်နိုင်မဲ့အစားအစာတွေပေါ့နော်ဘလို့စားရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပြပြပေးထားတာ။ဒီစေပညာအကျွမ်းကျင်သူတွေအဆိုအရပေါ့နော်ဒီဥအတက်ရောင်ယောဂါကိုကာကွယ်တဲ့နည်းလမ်းတွေမရှိဘူးပေါ့နော်မရှိသေးဘူး။ဒါပေမဲ့လည်းဒီဒီအစားအစာတွေစားလိုက်မယ်ဆိုလို့ရှိရင်ဖြစ်နိုင်ရည်ကိုလျှော့ချစေရပေါ့နော်။လို့ပြောထားတယ်။ပထမဆုံးအချက်ကတော့အသီးများတဲ့ဒီအမြင်တတ် ဒီအသီးတွေမှာဆိုလို့ရှိရင် အမြင်တက်များစွာပါဝင်တဲ့အတွက်ကြောင့်လည်းဒီဥအတက်ယောဂခါပေါ့နော်ဥအတက်ယောင်ယောဂါကိုဖြစ်နိုင်ခြေကိုရှော့ချပေးတယ်တဲ့ဥမာဆိုလို့ရှိရင်ဒီပန်သစ်တော်တို့ပန်သီးတို့ငပြောသီးတို့သင်္ဘောသီးတို့တည့်ရသီးတို့ဘလူးဘယ်ရီသီးပြီးတော့ရက်ဘယ်ရီသီးတွေကအမြင်တက်များစွာပါဝင်ပါတယ်တဲ့အဲ့ဒီပေါ့နော်ဒီတစ်တစ်ဒီတေးရာဒီအမြင့်အတွက်တွေအပြင်ကျန်းမာရေးကောင်းတဲ့ဒီဗီတာမင်နဲ့သတ္ထုဓာတ်တွေပေါ့နော်များစွာပါဝင်ပါတယ်။နောက်တစ်ခုကကြတော့ဒီဟင်းသီးဟင်းရွက်ပေါ့နော်ဟင်းသီးဟင်းရွက်တွေမှာဆိုလို့ရ ှင်လည်းဒီအမြင်အတွက်များစွာပါဝင်တယ်အဲအဲ့ဒီအမြင်အတွက်တွေကဒီအစာချေစနစ်ရဲ့ဒီကျန်းမာရေးကိုအထောက်အကူပြုရဲပေါ့နော်အထောက်အကူပြုတဲ့အတွက်ကြောင့်ဒီအစိမ်းရင်းရင်းဟင်းသီးဟင်းရဒီမှာဆိုလို့ရှိရင်အမြင်များများပါတယ်အများဆုံးပါဝင်တယ်ပေါ့နော်ဒီဥမာဆိုလို့ရှိရင်ပဲအမျိုးမျိုးပေါ့နော်ပြီးရင်အာလူးမုန်လာဦးဝါနဲ့မုန်လာဦးမီအဲ့ဒီမှာဆိုလို့ရှိရင်လည်းအမြင်အတွက်များစွာပါဝင်တယ်ပေါ့နော်ဟုတ်နော်အဲ့လိုမျိုးလဲစားလို့ရမယ်ဟုတ်တယ်စားလို့ရမယ်သူသူပြောထားတာအစိမ်းရောင်ရင်းရင်းဟင်းသီးဟင်းရဒီဆိုတော့ပါမယ်နော်ပြီးတော့ခေါ်ပြီးတော့နဲ့ပန်းခေါ်ပြီးပေါ့နော် န်းကော်မီလိုမျိုးအစားအစာတွေလည်းစားလို့ရတယ်ပြီးတော့အမြင်တက်များစွာပါဝင်တဲ့ပြင်သူကဆိုလို့ရှိရင်ဒီဥအတွင်းမှာဖြစ်တဲ့အစိတ်တောက်တွေပေါ့နော်အစိတ်တောက်တွေကိုရှော့ချစေနိုင်တဲ့အတွက်ဒီအစားအစာကိုစားအောင်စားပေးရမယ်ဆိုပြီးပြောထားတယ်အစိမ်းအောင်ရင် စားပေးရမှာပေါ့နော်ဟင်ဒီဟင်ရည်ခုနအသီးတွေပေါ့နော်နောက်တစ်ခုစားပေးရမှာဒီကောင်းနံတစ်ခုလုံးပေါ့နော်ပါဝင်တဲ့အစားအစာကိုယ့်ရဲ့အစာချေစနစ်မှာဆိုလို့ရှိရင်ပေါ့နော်ကျန်းမာရေးကောင်းစေဖို့အတွက်ဥအတက်ရောင်ယောဂါပေါ့နော်မဖြစ်စေဖို့ဒီကာဝယ်ဖို့အတွက်ကောင်းနံတစ်ခုလုံးပါဝင်တဲ့အစားအစာကိုစားပေးရမယ်ဥမာဆိုလို့ရှိရင်ပါမုံညူတို့ပြီးတော့ဆန်လုံးညူပြီးတော့ပြောင်းမှုနဲ့အုတ်စပားပေါ့နော်အုတ်စပားတွေရာဆိုလို့ရှိရင်ဒီကောင်းနံတစ်ခုလုံးပါဝင်စားရီဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်အဲ့ဒါကိုစားပေးရမယ်တဲ့ဒီနောက်တစ်ခုကကြတော့ဒီရောင် င်ရမ်းမှုကိုရောကြစေနိုင်တဲ့အစားအစာပေါ့နော်။ဥအတက်ရောင်ဆိုတော့ရောင်ရောင်တာကိုကြာမှဖြစ်မှာဆိုတော့အစီများအစီများများပါတဲ့ငါးတွေပေါ့နော်။အစီများများပါတဲ့ငါးတွေပြီးတော့တန်လွင်စီတို့ပြီးတော့စနွေးမှုတ်တို့ ဒီဆက်နွှင်းပေါ့နော်ဆက်နွှင်းရဲ့ချင်းရဲ့ကြက်သွန်ပြူရဲ့อืมပြီးတော့ကြက်သွန်နီရဲ့ပြီးတော့ green tea ပေါ့နော် green tea လိုမျိုးဒီရောင်ရမ်းမှုကိုကျစေနိုင်တဲ့အစားစာတွေပါဝင်အောင် စားပေးရင်ねဒီဥအတက်ရောင်ယောဂါကိုကာကွယ်နိုင်တဲ့ဒီအစားစာတွေပေါ့နော်စားပေးလို့ရှင်ဟိုဖြစ်နိုင်ခြေကိုရှော့ချစေရတယ်ပြောထားတယ်အစီများတဲ့ငါဆိုလို့ရှင်တော့ဒါဟိုဟာပေါ့အနည်းဆက်ဆုံး salmon ငါတို့ပါတော့ omega 3ကျွယ်ဝတဲ့အစားစာတွေပေါ့ဟုတ်တယ်ဟုတ်တယ်ဒါဆိုမိတဲ့ကဒါဥအတက်ရောင်ယောဂါအတွက်ပေါ့နော်ဒါစားတဲ့အစားစာလေးဖြစ်စေမှုရှော့ချနိုင် ိမ်ကစားတော့လေးပြ။ဒါပေမဲ့ဒီစားတော့တွေစားဖို့ဆိုတာလည်းဒါသွမ်းကျန်းမာရေးကအရေးကြီးမယ်လို့ထင်တယ်။ဟုတ်ကဲ့ဟုတ်ကဲ့ကြာပြီ။သွမ်းကျန်းမာရေးအကြောင်းပြောတော့မယ်။ဟုတ်တယ်။သွမ်းနဲ့ကရင်ယောဂါတွေကင်းဝေးဖို့အတွက်ပေါ့နော်။ဒါကျန်းမာရေးနဲ့ပတ်သက်တဲ့နည်းလမ်းကောင်းလေးပြောပြပေးချင်တာ။ဒါလူတယောက်မှသွားရလဲအင်မတန်မှအရေးကြီးတယ်လေ။သွားမကောင်းလို့ကတော့ဘာမှအစားတော့လဲဝင်တော့မှမဟုတ်ဘူး။ဘာမှအလုပ်လေးလုပ်နိုင်တော့မှမထင်ဘူး။အစားကောင်းကောင်းနေဆိုလို့ရှိရင်အရသာခံပြီးတော့စားလို့ရမှာမဟုတ်တော့ဘူး။ဟုတ်တယ်။ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ဒါသွားနဲ့ကရင်ယောဂါတွေကင်းဝေးဖို့အတွက်အလေးချင်းလေးပြောပြပေးချင်တယ်။ဒါကတော့မာလုံးတဲ့အရာတွေကိုသွားနဲ့လုံးဝမကင်တဲ့ဦးလေ ်နော်လောကမာလွန်းတော့အရာတွေပေါ့ကိုရမသိဘူးဟိုမန်အဓိကပြောရမယ်ဆိုမန်ကာတီးလို့တိတ်စိမ့်စိမ့်ပေါ့နော်အရန်ဟိုပြော့တဲ့အချိန်မဟုတ်ပဲနဲ့အစိမ့်စိမ့်လေးကိုကိုက်ချင်တယ်ကျွတ်ကျွတ်လေးဆိုပြီးတော့ကိုက်ချပါလိုက်တယ်လုံးဝကြီးကိုလေးမဟာတရားထည့်ပြီးကိုက်ချပါလိုက်တယ်အဲ့လိုမျိုးပေါ့နော်မာလွန်းတဲ့အရာတွေကိုသွားနဲ့မကိုက်သင့်ဘူးမာကျောလွန်းတဲ့အရာတွေကတဲ့သွားချက်မာရီကိုထိကိုက်စေပါတယ်တဲ့သွားနဲ့ကိုက်တာကဒီသွားရဲ့ပေါ့နော်သွားကြည်လွာတွေကိုပျက်စီးစေတဲ့အပြင်နဲ့သွားမြစ်မှာရှိတယ်ပေါ့နော်ဒီသွားမြစ်တွင်းကိုတော့ထိကိုက်စေတယ်ဆိုပြီးပြောထားတာမာကျောလွန်းတာတွေကသွားနဲ့တပုံထိဆက်တဲ့ နေရာတွေကိုပျက်စီးပြီးတော့တပုံးအတွင်းမှာရှိတဲ့သွားအခြေကိုလည်းထိခိုက်တာကြောင့်ဒီကတော့သွားရှိုင်းတာတွေပြီးတော့အကျိုးပဲ့တာတွေဖြစ်ပေါ်စေတယ်တဲ့ဟုတ်တယ်ကလေးဘွားတော်ကတော့ကြံလို့ပါလို့ဆိုကြံချောင်းတွေပါလို့ဆိုဂျွတ်ခနဲ့ကိုက်ပြန်ဆားလိုက်တာအချိန်မှတော့မခိုင်းနိုင်တော့တဲ့ဒါမှလုံးတဲ့အရာတွေကိုရှောင်ရမယ်နောက်တစ်ခုအနေနဲ့ဆိုရင်သွားနဲ့ဂရင်းကိုတန်ရှင်းကိုပုံမှန်အမြဲတမ်းပြုလုပ်တင်နေတဲ့ဘက်တီးရီးယားတွေကတဲ့သွားနဲ့ဂရင်းကျန်းမာစေဖို့အတွက်ပေါ့နော်အနောက်ရက်ပေးတဲ့ဒါရန်သူတွေပဲတဲ့ဒါကြောင့်သွားနဲ့ဂရင်းတန်ရှင်းမှုအားနည်းမယ်ဆိုရင်ကိုယ့်ရဲ့ပါဇက်ဟာတဲ့ဘက်တီးရီးယားတွေရဲ့ခိုးအားရနေရာတစ်ခုတော့ဖြစ် စ်သွားနိုင်တယ်ဆိုပြီးတော့ဒါပြောထားတယ်ဒါကြောင့်ဘက်တီးရီးယားတွေကိုအောင်လို့မရပါဘောเนาะအမြဲတမ်းတန့်ရှင်းဖို့လဲလိုအပ်တယ်ပြီးတော့သွားနေဂရင်းစစ်ဆင်းမှုကိုလဲပုံမှန်ပြုတ်လုတ်ပြီးတင်နေရတဲ့နာတာရှိဂရင်းယောဂါတွေမဖြစ်ပွားအောင်ကျွမ်းကျင်တဲ့ဒါသွားနေဂရင်းဆရာဝန်တွေနဲ့ပုံမှန်ပေါ့เนาะ ပြသစစ်ဆေးမှုကတော့ဒါပြုလုပ်တင်နေဆိုပြီးတော့ပြောထားသေးတယ်ပုံမှန်ပြသစစ်ဆေးမှုမရှိဘူးဆိုရင်တော့ဂရင်းယောဂါတွေဖြစ်လာတာကိုကြိုတင်မသိရှိဘဲနဲ့ပဲဒါသွားတွေရဲ့ပျက်စီးမှုကိုတွေ့ရှိရမှာလည်းဖြစ်တယ်တဲ့နောက်တစ်ခုဆိုရင်တော့ဒါအိယာဝင်ချိန်ပုံမှန်လည်းရှိရအောင်မယ်တဲ့အိယာဝင်ချိန်ပုံမှန်ရှိဖို့အတွက်ဆိုရင်တော့အမြဲတမ်းပေါ့နော်ဂရုပြုရမယ်ညဘက်အိယာဝင်ချိန်နဲ့မနက်အိယာထချိန်ကိုတဲ့နေ့စဉ်အချိန်မှန်နေအောင်ပေါ့နော်အချိန်မှန်မှန်လေးအိယာပြုလုပ်တာအချိန် ီအကျင့်ကတော့အကောင်းဆုံးပဲတဲ့ညတိုင်း9နာရီ10နာရီရအောင်ပေါ့နော်9နာရီ10နာရီလောက်ရအောင်အိပ်ဆက်ပါညအိပ်ရာဝန်ခံနေ့တိုင်းမှာသွားတိုက်ပြီးမှအိပ်ဆက်ဖို့ကိုလည်းလုံးဝမမေ့သင့်ပါဘူးတဲ့သွားတိုက်ပြီးတဲ့အခါမှာဒါသွားကြပွကျိုးလေးပေါ့နော်ဒီအဲ့လိုကျိုးလေးတွေအသုံးပြုနိုင်ရင်တော့ဒါသွားတဲ့ green ကျမ်းမာရေးအတွက်ပို့ပြီးတော့အထောက်ကိုပြုစီတယ်ဆိုပြီးတော့လည်းပြောထားသေးတယ်အဲနောက်ဆုံးအနေနဲ့ဆိုရင်တော့ဒါသွားတွင်းပေါ့နော်တကြားတက်ကိုလည်းပုံမှန်ဖြစ်အောင်ထိ ंछ ုတ်ခိုင်းတာသေးတယ်ဒါတကြားတက်ရှိဖို့လိုအပ်တယ်ဟုတ်တယ်ဟုတ်တယ်သွေးရင်းတကြားတက်ပေါ့နော်ဒီသွေးရင်းတကြားတက်ကိုလည်းပုံမှန် ဖြစ်အောင်ထိ ंछ ုတ်ခိုင်းတယ်စီးချိုသွေးချိုယောဂါရှိသူတွေရာဆိုရင်တဲ့ဒါဂရင်းကျန်းမာရေးကိုထိခိုက်နိုင်တယ်တဲ့ဒါစီးချိုသွေးချိုယောဂါကိုကောင်းစွာမထိ ंछ ုတ်နိုင်ဘူးဆိုရင်တော့တပ်ဖုံးယောဂါဖြစ်ပွားနိုင်ခြေကများစေတယ်ဒါစီးချိုသွေးချိုယောဂါရှိတဲ့သူတွေအတွက်တော့ဒါပို့ပြီးတော့တတိထားဖို့အတွက်ကိုသူကပြောထားတာကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကတော့ဒါပုံမှန်စားသုံးသင့်ပါတယ်ဆိုပြီးတော့ဒါအဓိကအထူးပေါ့နော်ထူးခြားချက်အနေနဲ့ပြောထားတာပါဟုတ်တယ်နော်တော်တယ်ဂရင်းကအရင်အရင်ကြီးဟုတ်တယ်နော်ဖူးကိုက်နေရင်အလုပ်လည်းပြတ်တယ်ပြီးတော့အစားအသောက်လည်းပြတ်တယ်လေဟုတ်တယ်တော်တယ်ပတ်သက် တဲ့ယောဂစပြီဆိုတာနဲ့ဒါကသွားပြီပဲအစားအသောက်ပြတ်မယ်အလုပ်ပြတ်မယ်အေးအေးပြတ်မယ်တခုမှမကောင်းပါဘူးဒါကြောင့်သွားတဲ့ green ကလည်းအင်မတန်မှအရေးကြီးတယ်ဟုတ်တယ်နော်ဒါပုံမှန်စစ်ဆေးမှုတွေမပြုလုပ်နိုင်ဘူးဆိုရင်တော့မှဒါပုံမှန်လေးတန်းတန်းရှင်းရှင်းလေးနဲ့ဒါအချိန်မှန်မှန်သွားတိုက်တာအဲ့ရမဝင်ခင်ဒါ green ကိုတန်းရှင်းပြီးတော့မှအဲ့ရဝင်တာမျိုးလေးနော်ဒါလေးလှုပ်ပေးလို့ရှင်လဲဒါငွေကုန်ကြေးကြခံပြီးတော့ဒါအမြဲတမ်းသွားစစ်ဆေးစရာတော့မလိုတော့ဘူးပေါ့နော်ကျမကြီးသွားကျမကြီးကောင်းတာပေါ့တနေ၃ချိန်ဒီအချိုးစားတာကိုလည်းနည်းလျှော့တင်တယ်နော်သူကသွေးရင်းဟုတ်တယ်ဒါစီးကျူသွေးရောကတော့ဆိုရင်ဒါပို့ပြီး ော့အကြောက်ပိုကောင်းတယ်ဟုတ်တယ်တို့အနေနဲ့ကကြတော့ဒါသွေးထဲမှာရှိတဲ့ဒီတကြားဓာတ်တွေရောပြီးကိုလက်စတောရီရောအမြဲတမ်းထိန်းထားနိုင်မှာဒီအနောက်မှာပါလာတဲ့ဆက်ဆက်ရောဂါတွေအကုန်လုံးထိန်းထားနိုင်မှာလीနော်ဟုတ်တယ်ဟုတ်တယ်ကဲအခုဆိုလို့ရှိရင်တော့ဘ ഹു သတ္တရဆရာအကြောင်းအရာချို့တင်ဆက်လုပ်ပြီးသွားပြီးထပ်မံပြီးတော့တင်ဆက်ဖို့အတွက်အကြောင်းအရာအနည်းငယ်ပဲကြန့်ရှိပါတော့တယ်ခေတ္တပြုံမြေအစည်းအဝေးဒီမှာခဏလေးပဲရည်နာမယ်နော်